ားကစားကိုပေါ့နော်အများအားအဲလိုက်စားရမယ်ဆိုပြီးတော့ခေါင်းထဲတော့ဝင်သွားတယ်ဟုတ်ဟုတ်တယ်ဒါကလူငယ်တဲ့ကလည်းအားပေးလာခဲ့တာမမျက်လေးဆိုရင်တော့အဲဆော့ရဲအပိုင်းမှာရောပြီးတော့အစားအသောက်ပိုင်းမှာကသူတေးသေးချာချာလေး clean ဖြစ်အောင်စားပြီးတော့သူ့ခန္ဓာကိုယ်ဒီအရွယ်ထိထိန်းထားနိုင်တာတကယ်လဲချီးကျူးစရာပါလို့ဟုတ် အာဘယ်လောက်ထိမြင်တာလဲဆိုတော့အခုအစွမ်းကုန်တော့စူးစမ်းထားပါတယ်လို့ဟုတ်ဘလို့ဖြစ်လို့ဆိုကန်လန်းလာခဲ့တဲ့ခါကျတော့ဘောနော်ညီမအစငင်းလိုက်သေးတယ်ငင်းလိုက်ပြီးတော့မှအဲကိုယ့်ရဲ့ fitness level ဘယ်လောက်ထိရှိလဲဆိုတာအခုကိုယ်တိုင်လည်းတိကျလို့ပေါ့နော်အဲပြန်ဖြစ်သွားရပါဟုတ်ကဲ့တော်တော်တိသွားပြီတော်တော်တိသွားပြီအော် lifting ပေါ့ lifting ဘိုင်းကွာဝိတ်မာတာဒီအဲအရင်တော့တခါမှမလုပ်ခဲ့ဘူး အဲအဲ့ဒီဟာလေးတွေကတော့ကူတော်တော်တော်ခက်ခဲခဲ့ရဟုတ်တယ်အဲ့လိုတော့အားငယ်ခဲ့ရတော့မရှိခဲ့ဘူးဒါပေမဲ့ challenge တစ်ခုပြီးတိုင်းမှာပေါ့နော်ဂူးဖွက်လာတဲ့အချိန်တိုင်းမှာအကုန်လုံးကစိုးရိမ်တကြီးနဲ့ပေါ့နော်ဂူးအဆင်ပြေလားဆိုပြီးတော့အဲ့လိုဖေးမကြလို့ပေါ့နော်အဲ challenge တိုင်းတော့အကုန်အဆင်ပြေခဲ့ပါတယ်လို့ဟုတ်ကဲ့ ပြောရမယ်ဆိုမြန်မာနိုင်ငံမှာဒီလိုပွဲလုပ်တာဒီ fit အဲ app ကြီးကအရင်ဆုံးပဲလေနော်ဟုတ်ပြီးတော့ challenge တွေကလည်းတကယ်ပြတဲ့ချိန်ကျရင်မြင်ရမှာပါဂူတို့ဆိုလည်းအဲ့လိုကြိုပြီးရင်ခုန်နေရတာ ဘာလာမလဲဒါဘာပြီးရင်ဘာလာမလဲဆိုပြီးတော့ပဲအများတန်းရင်တမမနဲ့စောင့်ခဲ့ရတဲ့ပြိုင်ပွဲဆိုတော့လေဟုတ်ပြိုင်ပွဲဆိုတော့လေတိလာစိတ်အတက်အကြတော့ပြိုင်ပွဲတိုင်းဘယ်ပြိုင်ပွဲမဆိုပါအဲရှိပါတယ်ဟုတ်ဒါပေမဲ့ဘယ်လိုပြောရမလဲအဲဒါတွေကိုဖျက်ကျော်ခဲ့ရတာပေါ့နော်ကိုယ့်ကိုအဲလိုချင်တာမလိုချင်တာဘာညာအဲအဲ့ဒါတွေအရန်စိတ်ထဲအရန်မထားဘူးဟုတ် အားကစားဖို့ပေါ့နော်အမြဲတမ်းအဲလိုက်စားမယ်ဆိုပြီးတော့ခေါင်းထဲတော့ဝင်သွားတယ်ဟုတ်ဟုတ်တယ်တော့ကလူငယ်တဲ့ကလည်းအားပေးလာခဲ့တာမမျက်လေးဆိုရင်သူကဆော့တဲ့အပိုင်းမှာရောပြီးတော့အစားအသောက်ပိုင်းမှာကသူတည်တည်ချာချာလေး clean ဖြစ်အောင်စားပြီးတော့သူ့ခန္ဓာကိုယ်ဒီရွယ်ထိထိန်းထားနိုင်တာတကယ်လဲချစ်ကျူးစရာပါလို့ဟုတ်ပြင်းပြင်းနဲ့ကူကူကူအလောင်းလုံးမဖေးဘူးနည်းနည်း အလားအလားလို့တော့လည်းမဟုတ်တိတ်ချလေးတော့ဆော့ဖြစ်ပါတယ်ဒါပေမဲ့အရင်အပြင်းထိုင်လုပ်တဲ့နေရာမှာတော့မပါဘူးဟုတ်အဖိုကြီးနဲ့တွေ့မှာပဲနော်ဟုတ်တယ်ဒီအဖိုကြီးနဲ့တွေ့မှာပဲကိုဘလို့စားပြီးဘလို့ဆော့ရမယ်အိတ်ချိန်စားချိန်ဆော့ချိန်လေးတွေကိုတိတ်ချ manage လုပ်တတ်သွားတာပေါ့နော်ဟုတ်အဲ့ဒါတော့လွင့်တဲ့ချိန်ကျမှပဲကြည်လိုက်ပေါ့နော်အခုဒီမှာတော့ဘာမှတိတ်ဟုတ်မပြောတော့ဘူးဟုတ်ကြောက်တယ်လေအကုန်လုံးကကြောက်စရာတွေပဲဟုတ် အဲ့လိုယောက်ျားလေးနဲ့မိန်းကလေးနဲ့ပြန်ရတယ်လို့တော့မဟုတ်ဘူးပေါ့နော်တချို့ game တွေကလည်း team game ဆိုပေမဲ့တချို့ game တွေကလည်း individual ဆိုတော့အတကြဲအနေကြဲကတော့သူ့အနေသူတော့ရှိတာပေါ့နော်လို့အနေကြဲကြီးလို့ပဲမိန်းကလေးဖြစ်လို့ဟိုဒီမှာအနေကြဲကြီးတစ်ခုဖြစ်သွားတာမျိုးတော့မဟုတ်ဘူးဟုတ် င်ထားတယ်ကြိုတွေးထားပြီးသားဖို့ယူပါလို့ဆိုတော့ season 1ကိုလည်းကြည့်ခဲ့ပြီးအဲဒီဒီဒီလောက်ဘယ်လိုပြောမလဲမြင်တဲ့အချိန်မှာဟာခနဲ့ဆိုပြီးအဲအဲ့လိုဖြစ်သွားလောက်တဲ့ဒီပေါ့နော်တချို့ကလေးဆိုဟုတ်အဲလလလေးကိုပဲကြည့်ပေးကြပါလို့ဒီလိုတွေစူးစမ်းထားရစီစူးစမ်းထားပါတယ်ကူတက်နိုင်သလောက်ပေါ့နော်ကူလုံနိုင်တဲ့အာအကုံကူထုတ်သုံးထားပါတယ်လို့ဟုတ်ကဲ့ရှိသမျှအာအကုံပဲအဲ ဒီဒီဒီဟာပြီးတော့လဲထပ်မလုပ်တော့ဘူး။ဟုတ်ပြီ။ဒီကိတ်တန်ရလာလို့ရှိနေတာ။ injury ရတော့ကူကပြင်းပြင်းထန်ထန်ပြီးတော့မရှိခဲ့ဘူး။တချို့အဲဟာလက်ပေါက်ပြဲတာလောက်ပဲ injury ဖြစ်ခဲ့တာဆိုတော့ကျွန်내လူတွေက injury ဖြစ်တာပုံများတယ်ဟုတ်။လာမဲ့24ရက်နေ့ကနေစပြီးတော့မှတနင်္ဂနွေနေ့နေတိုင်းရော MRTV4 ကနေအားပေးလို့လဲရပါတယ် MRTV4 ကနေမကြည့်ဘူးဆိုလို့ရှိရင်ဖုန်းနဲ့ကြည့်နေတဲ့သူတွေကတော့ပြုံးကလေးကနေကြည့်လို့ရပါတယ် ဲဆက်လက်ကြီးစုပြီးတော့မှ DFO ရေးစီစဉ်အောင်အပေးပါအောင်လို့ကျေးဇူးများကြီးတင်ပါတယ်